ဆိုဒီဖုန်းကိုကင်ပြီးတော့ရင်ဘယ်ဖုန်းမှမကင်ချင်လောက်အောင်ကိုလက်အချင်းပြတ်သွားတာဒီဇိုင်းမိုက်ပြီးတော့ game show လို့ကောင်းတဲ့ဖုန်းဆိုဒီကောင်းမယ် Tecno နေဖုန်းတိတိလေးတိတိလေးထွက်နေရှိရယ် Tecno Power 7 4G ရယ်နောက်ထပ် Tecno Power Cuff 5G ရယ်ပေါ့နော်ဆိုတော့နှလုံးစလုံးကတော့လုံးဝမိုက်တယ်လို့ပြောလို့ရတယ်ဒါပေမဲ့အဲ့ထဲမှာပို့ပြီးတော့မိုက်ပို့ပြီးတော့ပါလုံးဝပို့မိုက်တဲ့ကောင်လေးကိုဗီဒီယိုလုပ်ပြီးမှာပေါ့နော်အဆုံးကြီးရပါ ဒီ phone ရဲ့ဈေးက7သိန်း9900 RAM 8 256ရဲ့ version ကိုရမှာအရောင်က black ရှိမယ် silver ရှိမယ် cyan ရှိမယ်ဆိုတော့ခွေလက်ထက် color တော့ silver ပေါ့နော် cover ရဲ့ design တမိုင်းမှာဘယ်တော့မှမရိုင်းခဲ့ဘူးလုံးဝဘယ်လိုပြောရမလဲသူတို့တုံးတဲ့ line တွေ lighting တွေဘယ်လိုပြောမလဲဘာနဲ့မှအောင်မတူတာဒီကောင်ကတော့ကျွန်တော်တို့နာမည်အတိုင်းပဲပေါ့နော် cuff body နဲ့လာတယ်လက်ထက်ကင်ရတာကလုံးဝ combat texture ကလည်းတော်တော်ကြီးကို smooth ဖြစ်လုံးနေရအဲ့ဒါမှာ Pover ရဲ့ Mechavite ကလည်းမပြဘူးဗျာဒီလားပြီးတော့တရာ Chronosphere မှာ9 gram ပဲလေးတယ် Chamberfight millimeter အထုပဲရှိတာကြောဗျာဒီကောင်အောင်လေဒီလိုထောင်ထားပြီးတော့ဘေးနားကနေရက်ခတ်လိုက်တာဖြစ်ဖြစ်တခုခုပေါ့နော်ပန်ကလေးနဲ့ဖြစ်ဖြစ်ဒီကောင်ကတကယ်ကိုလွင့်နေဖို့အလောက်ကြီးကိုပါပြီးပေါ့တာပြီးတော့ IP6 for dust and water resistant နဲ့ certified ဖြစ်တဲ့ foam ပြောရရင်ဒီဇိုင်းနဲ့ base quality မှာ ဒီဈေးထဲမှာတော်တော်ကြီးကို solid ဖြစ်တဲ့ဖုန်းပဲ display 6.7 inches ကိုမှမှာ 3D curve AMOLED နဲ့လာတာပေါ့နော်အဲ့ဒါမှမှာ 4G plus resolution ရမယ် wifi has support လုပ်တယ် preness ကလည်း1300 nits ရမှာ premium ဘက်ဖုန်းသုံးရင်အဆင်ပြေလို့တဲ့2304 hex pwm dimming features တွေပါလာမယ် ultra low latency display ပညာဆိုတော့ game ဆိုရင်တော်တော်အဆင်ပြေတယ်အဓိကကဗျာ display quality ကောင်းကောင်းကိုငါတို့ကမှအကွေးလေးနေမှ curve နေမှလိုချင်တပါဆိုရင် ဒီကောင်တော်တော်ကြီးအဆင်ပြေတယ်။သူ့ Amulet Ticks တွေနဲ့ match ဖြစ်တာသူ့ရဲ့ UI ပေါ့နော်။ဒီ color ပိုင်းဘာမှကိုပြောစရာမလိုတာ။ပြီးတော့ဒီကောင်ရဲ့ icon color တွေအနောက်မှာတုံးပြီးထားတဲ့ color တွေအကုန်လုံးကသွားပြီးတော့ match ဖြစ်တယ်။ Why? တော်တော်ကြီးကိုအသေးစိတ်ကစားဂယူးဆိုင်ပြီးထားတဲ့ပုံစံမျိုး။ဒါလေးကတော့နည်းနည်းလေးလေးတယ်။ဒါကင်ပြီးတော့ဆိုဒီဖုန်းကိုကင်ပြီးသွားရင်ဘယ်ဖုန်းမှမကင်ခြင်းလောက်အောင်ကိုလက်အချင်းပြတ်သွားတာ။ Yeah ။ဒါပါတော့ UI ဘက်ကိုပြန်ဆက်ရမယ်ဆိုသူတို့ဘက်ကတော့ Cyber Romax DG Emotion လို့ပေးထားတယ်။သတိထားမိတာသူ့ရဲ့ဒီ wallpaper ပေါ့နော်။ဖုန်းဒီဇိုင်းလိုပဲ triangle shape တွေနဲ့တကယ်ပုံဖော်ထားတာ။ပါလာတဲ့ဒီ in-depth icon တွေကလည်းတော်တော်ကြီးကို unique ဖြစ်တယ်။ 3D scan လို့ပြောလို့ရတယ်ဗျာ overall animation ကလည်းတော်တော်ကို smooth ဖြစ်တဲ့ပုံစံမျိုး TUV မှာလည်း 72MHz fluency setup ဘိုင်းဖြစ်ထားတဲ့ phone တကယ်ကြီး software ဘိုင်းကတိုးတက်လာတယ်အဲ့ဘိုင်းကတော့ကျွန်တော်တကယ်ကို shut up လုပ်ရမယ် ်နောက်ပိုင်းအများကြီးတို့တက်တာ performance ကတော့ဒီဖုန်းမှာအားတကြလို့တော့ပြောလို့ရတယ် damage ခုနကတော့ ultimate 5g soc 4နာနိုမီတာနဲ့လာတာကျွန်တော်မှတ်ထားတာမမှားဘူးဆိုရင်တော့ဒီ soc 3နဲ့ official ဖုန်းတွေထဲမှာဒီကောင်ကတော်တော်ကြီးကိုတက်လာအဲ့ဒါပေါ်မှာ16 mm square လောက်ရှိတဲ့ graphite cooling နဲ့တွဲပေးထားတာ ram ကလည်း sptdf5 ဆိုတော့ multitasking gaming တော်တော်ကြီးကိုအဆင်ပြေတဲ့ဖုန်း game မှာတော့မှာသူက ai တော်တော်ကြီးနောက်ပိုင်းလှုပ်လာတာပြောခု Sony ရဲ့တလောက် 5G Mobile Legend HOK COD အကုန်လုံး90 frame per second နဲ့ AC ဆော့လို့ရတယ် HOK မှာဆို 120D ရတာအရင်တော့ကတော့ Mobile Legend နဲ့ခေါ်လိုက်တာအခုကတော့ PUBG ဆိုတော့တော်တော် next level ဖြစ်သွားပြီလို့ပြောလို့ရတယ်ကြော်ပြီး Atmos ရတဲ့ speaker လည်းပါလာမယ်ကြော် yeah game media consumption ပါလာလာ down နေဗျာ design မိုက်ပြီးတော့ game ဆော့လို့ကောင်းတဲ့ phone ဆိုဒီကောင်းမယ် performance ဆိုပဲနောက်ထပ်ကျော်ရီမိထားလို့မရတာသူ့ရဲ့ battery ပဲ905 milliamp ပါလာတယ်အဲ့ဒါ45 watt နဲ့အသွင်းရမယ် cycle count 1800နဲ့အထက်တနည်းပြန်ပြီးတော့ပြောရမယ်ဆိုရင်၄နှစ်လောက်အတာလေး ခံမဲ့ဖုန်း QB certified လည်းဖြစ်ပြီးသားပြက်ကွာ game server များလို့ battery မထိစေချင်ဘူးဆိုရင်လည်း battery charging 2.0ပါလာတယ်ကိုကြိုးတက်ပြီးဆိုတော့မှ AC သေးပဲပေါ့နော်ဆိုတော့ battery bank โอเคတယ်အဓိကတော့တရက်လောက် AC သုံးလို့ရမယ်နောက်ချက်ဒီဘုံမှာ future point လောက်မှာ feelings ရယ် feature ပြကျွန်တော်တို့ဖုန်းလိုက်မမီတဲ့နေရာမှာ maybe မီတာ800ကျော်လောက်ထိပေါ့နော်ဆိုတော့ bluetooth နဲ့စာပို့လို့ရတယ်ကျွန်တော်မှတ်ထားမမအောင်ဆိုရင်တော့ဒီဖုန်းကတက်တော့မှာပထမဦးဆုံး i features ပါလာလို့ပြောလို့ရတယ်ပြီးတော့ GPS လည်းကျွန်တော်တုံးကြည့်ရတော့တော်တော်လေးတိကျတယ်ပြောလို့ရတယ် network latency နည်းတယ်ပြီးတော့ speaker ဖွင့်ပြီးတော့ဖုန်းပြောမယ်ဆိုရင်300%ဒီဗိုလုံးချက်ပြီးရယ် ear noise reduction ပါညာအကုန်လုံးက before မှာပါလာတယ်အဓိကကျတော်တို့လိုအပ်တဲ့တိ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 နေရာလေးကို attention တီးချေးသွားထားတာ performance အသာပြတဲ့ဖုန်းဖြစ်တဲ့အတွက်ကြောင့်မလို့ကင်မရာမှာတော့ကျွန်တော်အများကြီးမျှော်မှန်းလို့တော့မရအောင်64 megapixel main lens ရမယ်ပြီးတော့13 megapixel selfie ပါလာမယ် video မှာတော့ shot နောက်ရော 4K 30 frame per second ရလာတယ်ကျွန်တော်တို့အခုပုံလေးလေး run ပြီးမှာပေါ့ ပြီး AI ကင်မရာရဲ့ ANGC Studio ကတော့ friend ဖြစ်တယ်ပြောလို့ရတယ်ဆိုတော့ဘလူလူတွေအတွက်ဒီဖုန်းကဖြစ်လာတယ် performance တကယ် run ရတဲ့ဖုန်းကိုကျွန်တော်တို့ cup display နဲ့ကြာရမှာသူစီ official ဖုန်းတွေထဲမှာအမြင့်ဆုံး performance လို့ပြောလို့ရတယ်၄နှစ်လောက်ထိစိတ်ချရတဲ့ battery လည်းပါလာမယ်အဲ့လိုချင်တော့ဒီဖုန်းကတကယ်ကို quality ဖြစ်မဲ့ဖုန်းကြည့်နေသူတွေအနေနဲ့ရော Techno Pover 7 Cuff 5G ဖုန်းဘယ်လိုမြင်လဲကျွန်တော်ဂျွန်ဖြစ်ပါတယ်အားလုံး host ပါ